ဆိုင်ရည်သူဆရာသက်လုံးရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကပျော်ပျော်ရွှင်ရွှင်ရည်ရည်မုံမုံဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးကြပါရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။ပျော်ပျော်ရွှင်ရွှင်ရည်ရည်မုံမုံတိတိကျကျပြောရမယ်ဆိုရင် ရီမောခြင်းဆိုတာလူသားတွေရဲ့နေ့စဉ်ဘဝမှာအလုံးစုံသောအပိုင်းအတိုင်းတွင် တွေ့ကြုံရတတ်ပါတယ်။ဒါပေမဲ့ခေတ်ကာလကိုလိုက်ပြီးတော့တော့လကောင်းယဉ်ကျေးမှုကိုလိုက်ပြီးတော့တော့လကောင်းတော်တော်ပဲ क्वे ပြားခြားနားမှုတွေကို တွေ့ရပါတယ်။ခြုံငုံပြီးပြောရမယ်ဆိုရင်ကောင်းကောင်းရီမောနိုင်တဲ့ခေတ်ရှိတယ်လို့မျိုးတစ်ခါတရံအလုံးအကျုံရီတာကိုမကြိုဆိုတဲ့ခေတ်လည်းရှိပါသေးတယ်။ဥပမာစစ်အတွင်းရဂျပန်ပြည်မှာလေးလေးနက်နက်ဖြစ်တဲ့ခံစားမှုမန္တလကို အလေးအနက်ထားပြီး အလုံးအကျုံရီမောတာကိုတားမြစ်ထားပါတယ်။ဘာဖြစ်လို့ပါလဲ။ဆက်သွယ်ရေး communication မှာဒီမိုကရေစီလောကမှာတော့အပြန်အလှန်လဲလှယ် interchange တဲ့သဘောမျိုးရှိပေမဲ့တယူတန်ဝါဒရှိတဲ့လောကမှာအရှင်းအာနာကျုံမာတီစီဆိုတဲ့ပုံစံအနေအထားမျိုးနဲ့ဖြစ်ပေါ်တတ်ပါတယ်။အရှင်းအာနာကျုံမာတီစီဆိုတဲ့ဆက်သွယ်ရေးပုံစံမှာသတင်းစကားအမိတ်ဆိုတဲ့ message ဟာ တစ်ဖက်သက်စနစ်ဖြစ်ပါတယ်။ရီမောချင်းဆိုတာကသတင်းစကားနောက်ခံသဘောတရားအဖြစ်ဆိုတဲ့အခါမှာ noise function ကိုဖြစ်တိုင်းထားတယ်။ noise ဖြစ်စေတဲ့ရီမောချင်းဆိုတာဘာလဲ။စကားလုံးအတိုင်းဆိုရရင်အဲ့ဒီဖြစ်စဉ်က noise ဖြစ်တယ်။ noise ဟာထိန်းထားတဲ့အခြေအနေမှာဘယုတ်ဒုက္ခကိုစောင့်ကျဉ်းလာတယ်။အခိုက်အတန့်အားဖြင့်ထိန်းကွပ်ထားခြင်းကိုဘယုတ်ဒုက္ခဖြစ်စေရဲ့ပောက်ကွယ်မှုတစ်ခုလို့ယူဆရင်လည်းရပါတယ်။ ဒါကြောင့်အရှင်းအာနာကျွန်မာတီစီစနစ်မှာရီမောရာကိုဆန့်ကျင်ပြီးထိန်းကုတ်မှုရိုက်ချိုးတဲ့လှုပ်ဆောင်ချက်လို့ယူဆကြပါတယ်။အထက်လူကအောက်လူကိုတယောပြုံးပြုံးတာကိုလည်းတွေ့ဘူးပါလိမ့်မယ်။ရှုံးနေနေတဲ့အောက်လူပေါ်မှာဒီလိုပြုတ်လောက်တာ အရှုံးကနေမွေးထုတ်ပေးလိုက်တဲ့ chaos တွေကိုတက်နိုင်သလောက်မိမိစီကိုကူးဆက်မလောက်တားဆီးလိုက်တာပဲဖြစ်ပါတယ်။ chaos ဆိုတာကတော့ဗယံပရာက ဖယူဖယဲဖြစ်နိုင်တဲ့အခြေအနေတွေကိုပြောတာပဲဖြစ်ပါတယ်။အမှန်ဆိုရရင်ရည်ရွှင်ခြင်းတီးဆိုတဲ့အမျိုးအစားမှာအကန့်အသတ်မရှိလို့အားလုံးကိုရှင်းလင်းပြဖို့တော့မဖြစ်နိုင်ပါဘူး။ခလင်းငယ်တယောက်ရဲ့စပြီးရည်တဲ့အချိန်ရဲ့ရည်ရွှင်ခြင်းဟာဇီဝစွမ်းအင်ကိုအထင်အရှားပြလိုက်တာပဲဖြစ်ပါတယ်။အခြေခံပုံတံဖြစ်ဖို့ရန်တန်တရာမရှိထိုက်ပါဘူး။ရေဘူးရအပြင်ဆိုရရင် ခလင်းငယ်ရဲ့ရည်ရွှင်ခြင်းဟာ အရှုံးအမြတ်တွက်ချက်ခြင်းနဲ့မသက်ဆိုင်တဲ့အတွက်အပြစ်ကင်းတဲ့ရည်ရွှင်ခြင်းပဲဖြစ်ပါတယ်။ခလင်းငယ်ရဲ့စန့်ကျင်ဘက်နေရာမှာရှိတဲ့တက်ကြီးရွယ်ဦးရဲ့ရည်ရွှင်ခြင်းတွေကိုတော့အပြစ်ကင်းတဲ့ရည်ရွှင်ခြင်းနဲ့နှီးဆက်တယ်လို့ဆိုနိုင်ပါတယ်။ရည်ခြင်းဆိုတာအခိုက်အတန့်အားဖြင့်အကျက်အတဲကိုကျော်လွန်စေနိုင်တဲ့အတတ်ပညာတရက်လို့လည်းဖွင့်ဆိုနိုင်ပါတယ်။တယောက်သောစိတ်ဓာတ်ပေတာပညာရှင်ရဲ့အဆိုအရအပြင်းထန်ဆုံးသောရည်မောခြင်းဟာ အကြီးဆုံးဖြစ်တဲ့ကြောက်လန့်စရာနဲ့ရင်ဆိုင်ခဲ့တဲ့လူဟာဖြစ်ပေါ်စေတယ်လို့ပြောပါတယ်။မျက်နှာတကောင်လမ်းလျှောက်လာတဲ့လူတို့ရှိမှရုပ်တရမမျောလင့်မဲနာနာဘာဝကိုထင်ပြလိုက်ရင်ဒီအချင်းချက်ကို ရင်ဆိုင်လိုက်ရတဲ့လူရဲ့ကြောက်ကန်ကန်ရီရာဟာအကျော်ဆွဲတယ်လို့ရီတဲ့အတန်ကိုညှစ်ထုတ်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုမလုပ်လို့ရှင်အဲ့လူယူးတွတ်သွားမှာပါပဲ။ဒါကြောင့်ရီရာ အကျဉ်းချက်ကိုထိမ့်ချုပ်တဲ့ဤပညာလို့ပြောရတာပဲဖြစ်ပါတယ်။ရီမောတာအကျဉ်းချက်ကိုထိမ့်ထားတဲ့ဤဖြစ်ပင်မဲ့လဲအဲ့ဒီရီမောခြင်းကြောင့်ပဲအကျဉ်းချက်ကိုဖြစ်ပွားစေတတ်တဲ့မျက်နှာစာလည်းရှိပါသေးတယ်။ရှေးခေတ်အဆက်ဆက်ကာလကပဲလူသားတို့အကြောင်းရုံဆုံးကအမှောင်ပဲဖြစ်ပါတယ်။အမှောင်ထဲမှာဘလို့ကြောက်မက်ဖွယ်မိစ္ဆာကောင်းနာနာဘာဝခိုးအောင်နေမလဲဆိုတော့မသိနိုင်ပါဘူး။ဒါကြောင့်လူသားဟာ ရီမောချင်းဖြင့်အမှန်ကိုကြော်လွှားနိုင်အောင်ပြုခြင်းဖြစ်ပါတယ်။ရီမောချင်းဟာကြောက်ရွံ့စေတဲ့စိတ်ကို နိုင်နင်းနိုင်တဲ့နီးဆိုတာကိုတော့နားလည်နိုင်ပါတယ်။ရီမောတာနဲ့ကြောက်ရွံ့တာကြောချင်းကပ်ဖြစ်တယ်လို့ဆိုတဲ့အရာစိတ်ဝင်စားပွဲကောင်းနေ။နေ့စဉ်ဘဝမှာဒီလိုရီမောချင်းရဲ့အလုံးလုံးပုံကိုဖော်ပြရတဲ့တာတကားဟာရှိပါသလား။ထိချင်းတယောချင်းကနေအစပြုပြီးတော့အမျိုးမျိုးသောနေရာတွေမှာလူသားတွေဟာရီမောတာကို active tablet လှုပ်ရှားတဲ့ဆေးအဖြစ်အသုံးပြုတဲ့တိမ်ညွတ်မှုရှိပါတယ်။ဒီနေရာမှာအမျိုးမျိုးသော အကြောင်းရင်းတွေရှိတာမှန်ပေမဲ့လည်းလူသားဘယ်အရာထက်မဆို stagnation ကိုကြောက်ရွံ့နေ။ရီမောခြင်းအပြင်ဒီ stagnation ကို ဖြိုချတဲ့အခန်းကဏ္ဍကိုပြင်းပြောက်စေပါတယ်။ညာစွာသော လူတွေကရီမောတာကိုနှစ်သက်ရတာဒီသဘောလားလို့တွေးထင်စရာရှိပါတယ်။ stagnation ဆိုတာကတော့တိုးတက်မှုစိတ်တုံပြီးတော့ရက်တက်နေတာအဲ့နေရာမှာပဲရက်နေတာဘာမှတိုးတက်မှုမရှိဘဲနဲ့စိတ်ငြိမ်သွားတာအဲ့လိုမျိုးပြောချင်တာပဲဖြစ်ပါရဲ့ရှင်။ဂျပန်လူမျိုးတွေရဲ့ယဉ်ကျေးမှုတစ်ရက်မှာဟာတာဘလို့အသွင်နဲ့ရှိနေလဲလို့ဆိုရင် နေရာလွဲမှားခြင်းအလွဲလွဲအချော်ချော်ဖြစ်ခြင်းပျက်စီးဆုံးရှုံးခြင်းလို့ဆိုအပ်တဲ့လူသားရဲ့မိုက်မဲတဲ့အပြုအမူကရှင်မောခြင်းကိုဖိတ်ခေါ်ပါတယ်။ဒါ့အပြင် ယနေ့ထက်တိုင်သူတို့လက်သင့်ခံထားတဲ့ဆောင်ပုဒ်ကတော့ရင်မောတဲ့အိမ်ပေါဝါတို့ကံကောင်းမှုဟာဆက်ရောက်လာတယ်ဆိုတာပဲဖြစ်ပါတယ်။ရင်မောတာဟာရှေ့မှာဘလို့ရှိမယ်ဆိုတာကိုကြိုတင်ပြီးတော့ဟောကိန်းမထုတ်နိုင်ပေမဲ့လည်းရင်မောချင်းမှာတောင့်တင်းသွားတဲ့အရာကိုဖြေပေးလို့မလှောက်ရှားဘူးလို့မြင်နေရတဲ့အရာကိုယာယီတခဏချင်းအားဖြင့်လျင်မြန်စွာရွေရှားပြောင်းလဲသွားစေနိုင်တဲ့စွမ်းအားရှိပါတယ်။ဒီအချက်ဟာအချင်းချက်မှာကြာနေတဲ့ လူသားရဲ့ဘဝလှုပ်ရှားမှုမှာတခဏချင်းဖြင့်လှုပ်ရှားစွမ်းရည်ကိုပေးပြီးအဲ့ဒီလူကိုပျော်ပြောင်းမှုကိုပေးနှင်ပြီးပြန်လည်ရှင်သန်စေတယ်ဆိုရဲအလုံးလုံးမှုရှိပါတယ်။အာယုံတင်းကျပ်မွန်းသိမ့်မှုကိုဖြေလျှော့ပေးတဲ့ရီမောချင်းလူသားကလည်းတရိစံတစ်မျိုးပင်ဖြစ်တာကြောင့်လူသားရဲ့ကိုယ်စိတ်အမှုအရာတို့မူလအခြေခံမှာတရိစံတွေရဲ့ပုံစံဖွဲ့မှုဟာဖွဲ့စည်းပါဝင်နေတာဓမ္မတာပဲဖြစ်ပါတယ်။ ဒါဟာလူသားရဲ့အုံနောက်စွမ်းရည်အခြေခံမှာတရိတ်ဆန်ရဲ့အုံနောက်စွမ်းရည်ရှိနေတယ်လို့အထိပ္ပယ်ရရှိပါတယ်။ဒီလိုဆိုတော့လူစီမှာလွဲပြီးတော့မတွေ့နိုင်တဲ့လှုပ်ရှားမှုလောက်ကင်မှုရှိရဆိုရင်ဒါလူသားရဲ့အထူးအခြေအနေမှာတည်တဲ့အရာလို့ယူဆနိုင်ပါတယ်။ဒါကရီမောချင်းဆိုပါစို့ တရိတ်ဆန်နေမှာရီမောချင်းရှိလားဆိုတဲ့ပြဿနာဖြစ်နေတယ်။မြင်းတော်ကလည်းရီးတယောင်ယောင်စကားရှိပေမဲ့လည်း လူသားလိုမျိုးရှင်လန်းပြီးတော့ရည်တယ်ဆိုတဲ့တရိစ္ဆာန်မရှိဘူးလို့ယူဆနိုင်ပွဲရှိပါတယ်။လိုပဲဖြစ်ဖြစ်ရည်မောတယ်ဆိုပေမဲ့လည်းအဲ့ဒီမှာစီစဉ်ဖွဲ့စည်းပုံနဲ့မတူတဲ့ကွဲလွဲတဲ့အချို့ခန္ဓာဗေဒဖြစ်ရတဲ့ပါဝင်နေတဲ့အောင်ရှိနေပါတယ်။ဒါပေမဲ့ရှင်မျိုးမှုနဲ့အတူဖြစ်တဲ့ရည်မောခြင်းနဲ့ပတ်သက်ပြီးတော့စဉ်းစားလို့ရှိရင်ဒီလိုရည်မောခြင်းဟာလူသားမှလွဲပြီးတော့မရှိတဲ့အပြင် ရွှင်မျိုးတယ်ဆိုတာလဲလူသားသာ ဖြစ်တယ်လို့ဆိုတင်ပါတယ်။လူကြီးတယောက်ကမပြုတ်လို့မရပါဘူးလို့ဆိုရပွဲ ဖြစ်တဲ့ဘောင်ဟာ မရင်မတွက်နိုင်အောင်ရှိပြီးတော့ထိန်ကုတ်မှုအောက်မှာလှုပ်ဆောင်မှုပြုတ်တဲ့အခါမှာတော်တော်ကလေးတင်းကျပ်ရတယ်။ခလီးငယ်ရဲ့ချော်လဲခြင်းဟာရွှင်လန်းစရာမဟုတ်ပေမဲ့လူကြီးချော်လဲတဲ့အခါမှာတော့ရွှင်လန်းပြီးရီမောရတာထိုဘောင်ကနေကင်းကွာသွားတဲ့အမူအရာကိုမြင်သူရဲ့ ရုပ်တရက်အားဖြင့်ရော့ရဲသွားတဲ့စိတ်အခြေအနေကြောင့်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။တင်းကျပ်မှုဒီဂရီဟာလျင်မြန်စွာကျဆင်းတဲ့အပြောင်းလဲကာလမှာတက်ချင်းဖြစ်ပေါ်တတ်တာကြောင့်ဒီလိုအခြေအနေမျိုးမှာရီမောတာတက်တာအကျော်ဆွဲတာတမျိုးဆိုပြီးတော့ယူဆနိုင်ပါတယ်။ဒီလိုယူဆရလို့ရှိရင်ရီမောခြင်းဟာစိတ်ကျမ်းမာရေးအတွက်အသုံးဝင်ပြီးတော့ကျမ်းမာရေးအတွက်လည်းဖြစ်တယ်လို့ဆိုတဲ့ theory ကိုသဘောပေါက်နိုင်ပါတယ်။အဲအကြောင်းကျွန်တို့ကမခံမရနိုင်တဲ့လူအဖွဲ့အစည်းရဲ့ဘောင်ထဲမှာ တင်းကျပ်မှုဖြစ်ရင် အသက်ရှင်နေကြပြီ ထို့အရာဟာအုံနောက်စွမ်းရည်ကိုပုံပြပန်းပြဖြစ်စေခန္ဓာကိုယ်ရဲ့ယောဂနဲ့လည်းဆက်ဆက်မှုရှိတယ်ရီမောရာအဲ့ဒီတင်းကျပ်မှုမှာရေကိုလောင်းထည့်ပေးတယ်လို့ဆိုတာပဲဖြစ်ပါတယ်တရိတ်ဆန်နီရီသလားပျော်ရွှင်မှု အမျက်ထွက်မှုဆိုတဲ့ခံစားချက်တွေကတရိတ်ဆန်နီမှာလည်းရှိတယ်တရိတ်ဆန်တွေကအဟံပန်အနေအထားဖြင့်ရောစိတ်အနေအထားဖြင့်ရောထင်ရှားပြသပေမဲ့ ညနေထားမှလည်းပေါ်လွင်ခြင်းများစွာရှိပါတယ်။အခါအားလျော်စွာဖြစ်တဲ့စိတ်ဖြစ်ပေါ်ခြင်းနဲ့လျော်ညီစွာပဲသူတို့ကပါဇက်ကိုဖွင့်နေပိတ်တယ်ဓာရီကိုပြုတ်ပြီးတော့နှာရည်တွေကိုဆူရွှဲစေခြင်းမျိုးနှာခေါင်းရှုံခြင်းမျိုးသွားဖြဲပြခြင်းမျိုးနရွက်ကိုရှေ့သို့ထောင်ခြင်း နောက်သို့ကွေးခြင်းမျိုးပြုလုပ်ကြပါတယ်။မြောက်မျိုးတို့ဟာနှိုင်းစာလျင်ခန်းစားမှုကြွယ်ဝတဲ့တရိတ်ဆန်နေဖြစ်ကြပါတယ်။ဒါပေမဲ့မြောက်တရဲ့နေစဉ်ဘဝမှာ ချိန်ချောက်မှုနဲ့ဒေါသပြေမှုကြောက်ချင်းနဲ့စိတ်မတက်မတာဖြစ်ခြင်းဆိုတဲ့ခံစားမှုပေါ်ပြချက်တွေကိုမြင်ရပေမဲ့လေထင်းထင်းရှားရှားရီမောတဲ့မျက်နှာကိုတွေ့မြင်ရတာတော့မရှိပါဘူးမြောက်ပွဲတပွဲမှာဘလိုမျိုးရည်စရာကိုသူတို့ပြုလုပ်ကြပေမဲ့လေရီမောနေရပွဲကြီးပြိတက်လူသားတွေဖြစ်ပြီးတော့မြောက်တရာပြုံးအောင်မပြုံးမဲနဲ့အလွန်တရာပင်တည်ကြည်သောမျက်နှာထားကိုထားရှိတတ်ကြပါတယ်တရိတ်ဆန်ကြီးရီမောခြင်းလို့ဆိုတဲ့အခါမှာ သွားတွေကိုကောင်းစွာပြတာရဲ့မြင်းရဲ့မျက်နှာကိုပြတာကြရင်ဆိုပေမဲ့လေဒီအရာကာမဂုံစိတ်ထကြွနေတဲ့မြင်းမရဲ့ကျင်ငယ်ရေအနံ့ကိုရတဲ့မြင်းတရားအဲ့အနံ့ကိုပို့ပြီးတော့ကောင်းစွာ ခွဲခြမ်းစစ်ဆေးသမှုပြုတဲ့အမူအရာဖြစ်လေတော့ရှည်ရဲ့မျက်နှာထားမဟုတ်ပါဘူးခွေးနဲ့ဝင်းပလူတွေဟာခင်မင်စွာအချင်းချင်းဆော့ကစားနေကြတဲ့အချိန်မှာကစားတဲ့မျက်နှာထားပြုတ်ပြီးတော့တစ်ဖက်သားကိုဖိတ်ခေါ်တယ် အဲ့ဒီအချိန်မျိုးမှာမျက်နှာထားကတော့ပါဇက်ကိုတာတာကလေးဟထားပြီးတော့နူးညံ့ตาရတဲ့မျက်လုံးအကြည့်ကိုဖြူပါတယ်။ဒါပေမဲ့အဲ့ဒီပေါ်ပြချက်ကမြင်နေကြလူကလွဲပြီးတော့ခွဲခြားနိုင်မှာမဟုတ်ပါဘူး။လူနဲ့နီးကပ်စွာတူလှတဲ့ရီမောချင်းမျက်နှာထားကိုပြုတ်လောက်တာကတော့ချင်ပန်စီနဲ့ဂေါ်ရီလာစတဲ့လူမျိုးနွယ်မြောက်တွင် ဖြစ်ပါတယ်။သူတို့ဟာကစားမျိုးထူးရဲ့မျက်နှာကိုပြုတ်ပြီးတော့အချင်းချင်းကစားချင်းဂလိထိုးခြင်းတို့ကိုပြုတ်တဲ့အခါ ပါဇက်ကိုဟပြီးတော့အဟာဟာဆိုရက်အတန်ထွက်ပြီးတော့ရီမောကြပါတယ်။စိတ်အမူအရာကို ဖောဖောတည်တည်ပြတာကလည်းခံစားမှုဆိုင်ရာကြွက်သားရည်နဲ့လည်းပတ်သက်နေပါတယ်။ပျော်ရွှင်ဒေါသထွက်ပူဆွေးတာယာစတဲ့ခံစားမှုကြီးအာယုံထဲမှာပေါ်ပြရအလွယ်ကူဆုံးကတော့ဒေါသထွက်တဲ့ခံစားမှုပင်ဖြစ်ပွဲရှိပါတယ်။ဒီအရာတရိษံအမျိုးအစားတော်တော်များများပေါ်ထုတ်ပြသနိုင်ကြပါတယ်။ တရိတ်ဆန်နေရဲ့ကိုခန္ဓာနဲ့ဖွဲ့စည်းပုံဟာနေ့စဉ်နေထိုင်မှုအတွက်အရေးမပါတဲ့အရာကိုဖော်ပြခြင်းမရှိပါဘူး။ရှင်မောခြင်းဟာနေထိုင်မှုရဲ့အာသာချက်နဲ့ပေါင်းစည်းမှုအင်အားတွေရဲ့အားဖြင့်ပံ့ပိုးပေးခြင်းအခြားသူနဲ့ဆက်ဆံပတ်သက်မှုကိုပြည့်ပြည့်အောင်ပြုဖို့အတွက်ဖန်တီးလာတဲ့ခံစားမှုဖော်ပြချက်တွေဖြစ်နိုင်ပါမလား။ရှင်မောတာနဲ့နီးစပ်တဲ့ခံစားမှုဖော်ပြချက်ကိုပြုနိုင်တဲ့တရိတ်ဆန်ဟာအစုအဖွဲ့ကျွဲဝတဲ့တရိတ်ဆန်မျိုးတွေသာဖြစ်ပါတယ်။ ရီမောချင်းကိုထုတ်ဖော်နိုင်တာကတော့စိတ်ဓာတ်လှုပ်ရှားခြင်းတိုးတက်လာမှုရဲ့ပြယုတ်သက်သေတရက်လဲဖြစ်ပါတော့တယ်။ဒီကောင်းစက်လေးကိုတော့စာရေးသူဆရာသက်လုံကချင်းတွင်းမဂ္ဂဇင်းထဲမှာရေးသားခဲ့တာဖြစ်ပါတယ်။အခုဖတ်ပြခဲ့တာကတော့ပျော်ပျော်ရွှင်ရွှင်ရီရီမောမောဆိုတဲ့ကောင်းစက်လေးဖြစ်ပါတယ်။ဒီကောင်းစက်လေးကိုစာရေးသူဆရာသက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကနေကောင်းနှုတ်ဖတ်ပြပေးတာဖြစ်ပါတယ်ရှင်။